ဗမာလူမျိုးရခိုင်လူမျိုးရှမ်းလူမျိုးကရင်လူမျိုးကယားလူမျိုးဘေဘာသာဘယ်ကိုယ်ကကိုယ်ကဘာလူမျိုးပဲဖြစ်ဖြစ် အမိမြန်မာနိုင်ငံတို့ကြီးကိုပြန်လဲပြန်ဆောက်ရမှာတို့လကောက်ဒါမှမဟုတ်အခုလေးစစ်အာဏာရှင်အမြင့်ပြည့်ရေးမှာတို့လကောက်ဝိုင်းဝန်းပူပေါင်းလှုပ်ဆောင်ကြရင်းနဲ့အနာဂတ်မြန်မာနိုင်ငံတို့ကြီးကို စီးလုံးညီမျိုးစွာဖြင့်ပြန်ဆောက်ကြပါစို့အားလုံးပဲတာလီဆိုပါကိုချေရှင်းနိုင်ကြီးရှာနေတဲ့ပြန်လဲကြိုးဆိုလိုက်ပါတယ်ခင်ဗျာဒီနေ့ကျွန်တော်တို့တင်ပြသွားမယ့်ခေါင်းစဉ်ကတော့ဒီဘောနော်ဒီကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာမှီတဲ့နေထိုင်နေကြတဲ့ ဒီလူမျိုးတွေအားလုံးဟာကျွန်တော်စီလုံးညီညွတ်စွာပြဆက်အနာရေးစနစ်ကိုဘယ်လိုမျိုးတိုးလာလို့ရှိရင်အဲကောင်းမလဲဆိုတဲ့အဖြေလေးတွေကိုဒီနေ့ကျွန်တော်တင်ပြစူးစူးစီးတင်ပြတော့မှာဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ကျွန်တော်ဒီကနေ့ပေါ်တော့ဒီကဘာဘိုးမှာနိုင်ငံတိုင်းမှာနိုင်ငံသားမျိုးရိုးတွေအများကြီးရှိပါတယ်ဒီတော့ဒီတော့နိုင်ငံကကြီးသည်ဖြစ်စေငယ်သည်ဖြစ်စေနိုင်ငံသားများနိုင်ငံသားတွေဟာမျိုးရိုးတစ်ခုတည်းရတယ်စဉ်သက်လာတာမဟုတ်ဘဲနဲ့နိုင်ငံတိုင်းမှာမျိုးနွယ်စုအများပြပိုစီရှိကြပါတယ် ဒီတော့ကျွန်တော်တို့ကမျိုးရိုးတစ်မျိုးတည်းနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံဆိုတာမရှိပါဘူး။ဒါကြောင့်မို့လို့ဒီနိုင်ငံတစ်ခုအဖြစ်ဖွံ့ဖြိုးတိုးတက်အောင်ကျွန်တော်လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဘာလဲဆိုမျိုးနွယ်စုအများအများအပြားရှိနေပေမဲ့လည်းကျွန်တော်ဘာလဲဆိုတရားမျှတစွာဆက်ဆံပြီးနေထိုင်လာခဲ့ကြတာကိုလည်းနေထိုင်နေကြတဲ့နိုင်ငံတွေကိုလည်းတင့်မြင်ကြမှဖြစ်ပါတယ်။ဥပမာလက်ရှိရပြီးအမေရိကန်တို့နိုင်ငံမျိုးဆိုလို့ရှိရင်ဒါကနေပြီးတော့အမေရိကန်နိုင်ငံမှာဆိုလို့ရှိရင်နိုင်ငံဒီမျိုးနွယ်စုနောက်နောက်ဆိုတာရှိနေတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ ဒါဆိုကျွန်တော်တို့ဒီကနေ့ဒီမြန်မာနိုင်ငံမှာလည်းပဲတိုင်းရင်းသားမျိုးနွယ်စုများစွာရှိနေပါတယ်။ဒါတော့ကျွန်တော်တို့ကဒီမျိုးနွယ်စုအလုံးကိုစုစည်းပြီးတော့မှနိုင်ငံရေးအရာစုစည်းပြီးတော့အရှုပ်အရှာအာဏာပိုင်နိုင်ငံတစ်ခုအဖြစ်ဒီမြန်မာနိုင်ငံကိုတိစောက်ထားတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဘယ်လိုမျိုးနွယ်စုတွေဖြစ်နေပါစေနိုင်ငံရေးအမြင်အဖြစ်မြန်မာလူမျိုးလို့သာခေါ်ဆိုနေခြင်းဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုကျွန်တော်တို့ဥပမာဆိုကြပါဆိုကျွန်တော်ဒီရခိုင်လူမျိုးဖြစ်တယ်ဒါဆိုရခိုင်လူမျိုးမြန်မာနိုင်ငံသား ဥပမာရှင်းလူမျိုးရှင်းရှင်းလူမျိုးမြန်မာနိုင်ငံသားတရင်လူမျိုးမြန်မာနိုင်ငံသားဆိုတော့ဒီကျွန်တော်တို့အားလုံးကဘာလဲဆိုဘယ်လိုလူမျိုးဘယ်လိုမျိုးမျိုးနွယ်စုတွေဖြစ်နေပါစေကျွန်တော်တို့အားလုံးဒီနိုင်ငံရေးအရာနိုင်ငံရေးအမြင်အားဖြင့်မြန်မာလူမျိုးလို့သာခေါ်ပါလေကျွန်တော်တို့ဆိုလို့ရှိရင်ဒါလည်းတိုက်တဲ့ဘာနိုင်ငံရောက်နေကြတယ်ပြီးတော့ကျွန်တော်တို့ဘာလူမျိုးလဲလို့မေးလိုက်လို့ရှိရင်မင်းဘာလူမျိုးလဲကျွန်တော်တို့မြန်မာနိုင်ငံသားပဲမင်းဘယ်နိုင်ငံလာတာလဲကျွန်တော်မြန်မာနိုင်ငံလာတာ I'm from Myanmar ဆိုတော့ဒါကကျွန်တော်တို့အားလုံးဒီမြန်မာပြည်ကလာဖြစ်တယ်ဆိုတော့ဒီလက်ဒီကနေ့ကျွန်တော်တို့ဒီနိုင်ငံတိုင်းမှာလည်းလက်မရှိကြပါဘူးဒီကနေ့ကျွန်တော်ပြောချင်တာကကျွန်တော်ဒီမြန်မာနိုင်ငံမှာလည်းပဲအတိုင်းရင်းသားမျိုးနွယ်စုတွေဘလောက်ပဲရှိနေပါစေကျွန်တော်တို့အားလုံးဒီနိုင်ငံရေးအရာအာကိုစားပြုရတဲ့နိုင်ငံကဒီမြန်မာနိုင်ငံဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အားလုံးဒီမြန်မာလူမျိုးလို့ကကိုဆိုရမှာဖြစ်ပါတယ်ခင်ဗျာကဲဒါဆိုကျွန်တော်တို့ဒီကနေ့ဒီမြန်မာနိုင်ငံရဲ့ပထဝီအနေထားကိုကျွန်တော်နံပါတ်1လက်လာကြည့်ကြရအောင် မြန်မာနိုင်ငံရဲ့ပထဝီနေတော့ကြည့်မယ်ဆိုရင်တစ်ဖက်မှာပင်လယ်ပြင်ကြီးကကျွန်တော်တို့ကာစီထားတယ်အရှတ်ဖက်မှာကျတော့ဒီတောင်တန်းကြီးတွေကဝိုင်းရံကာစီထားတဲ့နိုင်ငံတနိုင်ငံလို့လည်းပြောလို့ရပါတယ်ခင်ဗျာဒါဆိုကျွန်တော်ဒီဘက်အပြင်ဘက်ကကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအပြင်ကနေပြီးတော့နှမ်းမြကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံပြည်ထဲမှာမြန်မာနိုင်ငံထဲမှာလူမျိုးစုတစုဒေသနေထိုင်တဲ့နိုင်ငံတစ်ခုလို့ထင်စရာရှိပါတယ်ဒါပေမဲ့အတွင်းမှာကျတော့လူမျိုးစုပေါင်းစုံနေထိုင်နေတာကိုလည်းကျွန်တော်မြင်ပြောဖြစ်ပါတယ်ခင်ဗျဒါတော့အခုလို့ နိုင်ငံတနိုင်ငံမှာလူမျိုးပေါင်းစုံနေထိုင်ခြင်းကအင်တက်အိမ်မှာအတူနေကြတဲ့မျိုးကုံမောင်တို့မှသွေးချင်းများနဲ့တူနေပါတယ်ဒီတော့ဒီကနေ့ကျွန်တော်ပြောချင်ပြောချင်တာတော့ဗာလဲဆိုတော့ဒီကျွန်တော်ဒီကျွန်တော်တို့မျိုးကုံမောင်တို့မှအရှင်းရှင်းတို့နဲ့တို့သွေးကွေးနေမယ်ဆိုလို့ရှိရင်ကျွန်တော်တို့အမေနိုင်ငံတို့ကြီးကအစိတ်စိတ်အမမွားကွေးသွားပြီးတော့အယောက်ဆုံးအကြီးတန်းတဲ့ဘဝကိုရောက်သွားမယ်ဆိုတဲ့ဟာကိုဒီကနေ့ကျွန်တော်တင်ပြရခြင်းဖြစ်ပါတယ်ညာဒါကြောင့်မို့လို့ဒီကနေ့ဒီကျွန်တော်တို့ပေါ့နော်ဒီဒီကနေ့ကျွန်တော်နေပြီးတော့ဒီပေါ့နော်အဲနည်းနည်းလေးတင်ပြခြင်းလားဗာလို့ဆိုတဲ့က ကျွန်တော်ဒီအမိနိုင်ငံတို့ကြီးမှာနေထိုင်နေကြတဲ့ဘယ်လူမျိုးဖြစ်နေပါစေဘယ်ဘာသာဖြစ်နေပါစေကျွန်တော်တို့ဒီဘာလူကိုလူလို့မြင်ပြီးတော့အကောင်လုံးစီစီလုံးလုံးညီညီလို့ဆိုတဲ့ကျွန်တော်တို့ဘာလဲသွေးဟိုဘာလို့ခေါ်လဲညီကိုမောင်နှမပေါ့နော်ဆိုတဲ့စိတ်ဓာတ်မျိုးနဲ့ကျွန်တော်တို့ရဲ့ဒီစစ်အာဏာရှင်စနစ်ဆိုးကိုအမြင့်ပြက်အောင်ဝိုင်းဝန်းတော်လှန်ကြဖို့အတွက်ကိုလည်းပဲကျွန်တော်ဒီကနေ့ဒီအဲကျွန်တော်ဒီကနေ့တင်ပြလိုက်ပါတယ်ခင်ဗျာတင်ပြချင်ဖြစ်ပါတယ်ဒီတော့ဒီတော့ဒီတော့ကျွန်တော်တို့အနေနဲ့ ဒီပေါ့နော်ကျွန်တော်တို့ဒီခက်ကာလကိုမကြည့်ခင်မှာကျွန်တော်သဲဥစံပိုင်ဘယံစနစ်ပေါ့ကိုကျွန်တော်ကြည့်ကြရအောင်သဲဥစံပိုင်အဂရနဲ့ဒီဗီဒီရှာလက်အောက်မှာကျွန်တော်နှစ်ချီမျက်ရှိကာလအားလုံးဟာဗမာအပါအဝင်အရှားတိုင်းရင်းသားတွေအားလုံးဟာရခိုင်ရဲ့အတူတူလက်ပင်းဖြုတ်ခဲ့ကြတယ်ဆိုတာကိုလည်းမရှိပါဘူးတချင်းတစ်ခါမှမရှိခဲ့တာကိုလည်းကျွန်တော်တွေ့ရပါတယ်ဒါဆိုကျွန်တော်ဒီဗမာလူမျိုးအပါအဝင်အရှားတိုင်းရင်းသားတွေဟာရခိုင်လူမျိုးတွေနဲ့အဲ့အတူပူအမြအကျွန်တော်ခံစားခဲ့ကြရပြီဖြစ်ဖြစ်ပါတယ်ဒါဆိုရင်ဒီလိုမျိုးနှစ်ပေါင်းများစွာ အတူရှင်တွေ့နေထိုင်လာခဲ့ကြတဲ့ဗမာနဲ့ရခိုင်ကိုရခိုင်မိုက်စာဝါဒီနိုင်ငံရေးသမတ်အစိုးရကသွေးခွဲနေကြတာကိုလည်းကျွန်တော်မြင်တွေ့နေကြပါတယ်ခင်ဗျာဒါဆိုကျွန်တော်တို့ဒီကနေ့ဒီရခိုင်နိုင်ဒီရခိုင်မိုက်စာဝါဒီနိုင်ငံရေးသမတ်အစိုးရကဘယ်လိုသွေးခွဲနေကြလဲဆိုလို့ရှိရင်ဘောနော်ဒီသူတို့ကဘာလဲဆိုတော့ကအာဘောနော်ဒီဗမာလူမျိုးတွေက1985ကနေရခိုင်ပြည်နယ်ကိုစပြီးတိုင်လာခဲ့တယ်အာရခိုင်ပြည်နယ်စပြီးတိုင်လာခဲ့တဲ့အတွက်ရခိုင်လူမျိုးတွေကဟိုနော် ဘလို့ပုံနဲ့ဖုန်းတော့သေချင်ပြည့်စစ်ခင်ကြရတယ်ဆိုပြီးတော့လည်းဒါပြုတ်ဆုံးနေကြတဲ့အသားလေးတွေကိုလည်းကျွန်တော်ကြားနေရပါတယ်သူတို့ရေးထားတဲ့စာဆောင်လေးတွေလည်းကျွန်တော်ဖတ်ရှုနေရပါတယ်ဖတ်ရှုလက်လာရပါတယ်ဒီတော့ဒီတော့ကျွန်တော်ပြောချင်တာကအဲ့လိုမျိုးရှစ်အမြေခံကိုဂျိုးရှာရခိုင်နိုင်ငံရေးတမတရှုတ်ကြောင့်ဗမာနဲ့ရခိုင်တို့ကသွေးကွေးနေတဲ့သွေးကွေးရတော့မဲ့အရှင်နေမျိုးကိုရှိနေကြပါတယ်ဒီတော့ကျွန်တော်တို့အားလုံးကဘာလဲဆိုတော့ဒီပေါ့နော်အဲဒီကနေ့ဒီလိုဗမာနဲ့ရခိုင်ဗမာနဲ့ ရခိုင်အမ်ဘုနော်ဒီသွေးပွေအားကျွန်တော်ဒီရခိုင်နိုင်ငံရေးတမအမိခံမိဆာဝါဒီနိုင်ငံရေးတမအမိခံတွေကဒီလိုသွေးသွေးခွေးနေတာကိုကျွန်တော်တို့တွေကဘာလို့ရမလဲဆိုတော့တွန်းလန်နေမှာဖြစ်အမေကတွန်းလန်နေမှာကအဒါတွေကိုကျွန်တော်တို့ကနေပြီးတော့အမေလက်လာနေမှာကဒါတွေကိုကျွန်တော်တို့သိမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်နေနေဒီကနေ့တင်ပြနေတာကတော့ဘာလဲဆိုတော့ကကျွန်တော်တို့ဒီဒီ 1984လေးဘုရုပယကရခိုင်နိုင်ငံကိုလာပြီးသိတဲ့ခါမှာဒီရခိုင်နိုင်ငံလာပြီးသိတဲ့ခါမှာဗမာလူမျိုးအားလုံးကလာရောက်သိသိကြတာမဟုတ်ပါဘူး။အဲကြောင့်မလို့ကျွန်တော်ဒီကနေ့ပြပြကျင်လာကတော့အာနာကိုလိုချင်တဲ့အာနာယူတွေကနေပြီးတော့ကျွန်တော်တို့ရခိုင်နိုင်ငံလာရောက်သိကြတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီဗမာလူမျိုးနဲ့မဆိုင်ပါဘူး။ဒါကြောင့်မလို့ကျွန်တော်ဒီကနေ့ပြပြကျင်လာကတော့ဒီဗမာလူမျိုးနဲ့ရခိုင်လူမျိုးဒီအဲသွေးချင်းညီကိုမောင်နှမတွေဖြစ်တယ်ကျွန်တော်တို့တွေကနှစ်ပေါင်းများစွာ ဒီအာနာရှင်စနစ်ဆိုအောက်မှာကျွန်တော်တို့တွေဒုက္ခတွေခံခဲ့ရပြီဖြစ်ဖြစ်တယ်။ရခိုင်လူမျိုးဒုက္ခခံရတယ်လို့ပဲဗမာလူမျိုးတွေဒုက္ခခံရတာပဲ။ကဲအခုပဲကြည့်လိုက်ကြရအောင်။ကျွန်တော်လက်ရှိနေပြီးတော့ဒီအာနာယုအာနာယုမဲအောင်နိုင်ကြောင်းကျွန်တော်ဒီဗမာလူမျိုးတခြားဆိုလို့ရှိရင်ဒီတခြားနိုင်ငံတို့ပြေးရတယ်။အိုးပြစ်အိမ်ပြစ်မိဖတွေကျွန်တော်ဒီမိမိဘနဲ့သားသမီးနဲ့နေလို့မရတဲ့အဖြစ်အဲပြရတယ်ရှိတယ်လို့ဒီကဒီကျွန်တော်တို့လုံးမျိုးတွေဒီအကျင့်အောင်ထဲမှာနေရတဲ့လူတွေလည်းရှိတယ်။ အဲ့ဒါလည်းအားလုံးဗမာတွေပါပဲတနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့အားလုံးကဗာလဲဆိုတော့အာနာလိုကိုလိုချင်တဲ့အာနာယူတဲ့ကြောင့်ကျွန်တော်တို့အားလုံးဟာဗာဗာဖြစ်နေဗမာရောရခိုင်ရောတခြားကရှင်ကရကျွန်တော်တို့ဒီရခိုင်မြန်မာနိုင်ငံတောင်ပြည်တွင်းနဲ့နေကြတဲ့လူတွေအားလုံးဟာဒုက္ခခံနေရတာကိုကျွန်တော်လက်ကျွန်တော်တို့ဒီကနေ့ညင်တွေ့နေကြမှာဖြစ်ပါတယ်ကွာဒါကြောင့်မို့လို့ကျွန်တော်အနေနဲ့ဘောနော်ဒီဘောနော်ဒီအဆက်လက်ပြီးတော့တင်ပြမယ်ဆိုလို့ရှိရင်ဒီကနေ့ဘောနော်ဒီ အာ1984ခုနှစ်ကဗာလဲဗာလဲဆိုတဲ့ကဒီဗမာလူမျိုးတွေကရခိုင်နိုင်ငံကိုလာပြီးဖြစ်စည်းခဲ့တယ်။ဒါနောက်တစ်ခုကကျတော့ရနေတိုင်လက်ဝိုက်ကြီးအောင်နေတယ်ဆိုတဲ့အကြောင်းအရလေးတွေကိုရေးသားဖြန့်ရှင်နေကြတာလို့ကျွန်တော်ပြရမှာ။ဒါကြောင့်မို့ကျွန်တော်အနေနဲ့ဖြစ်ရမှန်ကိုဒီကိစ္စပို့ထုတ်ရခြင်းဖြစ်ပါတယ်။ဒီတော့ကျွန်တော်အနေနဲ့ပြောချင်တာဗာလဲဆိုတဲ့ကကျတော့ဒီ1984ခုနှစ်ကဗမာလူမျိုးတွေအားလုံးဟာရခိုင်နိုင်ငံကိုဖြစ်စည်းခဲ့တာမဟုတ်ဘဲနဲ့အာနာကိုလိုချင်တဲ့အာနာယုဘယင်ကသာဖြစ်စည်းခဲ့တာဖြစ်ပါတယ်။ ဒါကိုလည်းကျွန်တော်တို့ရခိုင်လူမျိုးတွေတစ်ချက်နားလေထားဖို့လိုပါတယ်။ပြီးတော့ဒီကနေ့ကျွန်တော်ဖျက်မှာပို့တော့မယ်ဆိုလို့ရှိရင်အဲ့ဒီရှေ့ဒီခါတော့1984ခုနှစ်ကဘိုးတော်ဖယောင်းကိုပွားပြီးတော့ခိုးခဲ့တဲ့သူကရခိုင်လူမျိုးငပန်းနေတာဖြစ်ငပန်းတင်တဲ့သူ့ရဲ့အုပ်စုဖြစ်ပါတယ်။ပြီးတော့ကျွန်တော်တို့အားလုံးကဘာလဲဆိုတော့ဒီအဲ့ဒီရှင်တော်ကဘာလဲဆိုတော့ဒီရခိုင်လူမျိုးငပန်းနေဆိုတဲ့ပုဂ္ဂိုလ်ကသူတို့ရဲ့အာဒီကိုလူမျိုးရဲ့ဘောနမိမိလူမျိုးရဲ့စွာနဲ့လွတ်လပ်တဲ့ရခိုင်နိုင်ငံတို့ကိုသင်သင်အုပ်ချုပ်နိုင်မှာမဟုတ်တဲ့အပြင် တိုးတက်အောင်လည်းလုပ်နိုင်မှာမဟုတ်ဘူးလို့သူ့ရဲ့အတွေ့အကြုံထဲမှာတွေ့မြင်သွားတယ်။ဒါကြောင့်မို့လို့ဗမာဘရင်ဘိုးတို့မောင်ဝိုင်းကိုသူ့ကိုယ်တိုင်တော်ပြီးတော့ကိုယ်တော်ခက်တာကဲ့။ဒါကြောင့်မို့လို့ကျွန်တော်ရခိုင်နိုင်ငံကိုပြည့်စည်အောင်ဖြည့်စည်ခဲ့တဲ့လူမှာဗမာလူမျိုးမဟုတ်ဘူးနဲ့ကျွန်တော်ရခိုင်လူမျိုးငါတန်နေတာဖြစ်တယ်ဆိုတဲ့အကြောင်းဒီကနေ့ကျွန်တော်စတင်ပြချင်းဖြစ်ပါတယ်ခင်ဗျာ။ဒါကတော့အာဘောနော်ဒီကျွန်တော်တို့ဒီရခိုင်နဲ့ဗမာကြားကနည်းနည်းလေးပြဿနာလေးတွေကိုကျွန်တော်ဖြေရှင်းပြတာဖြစ်ပါတယ်။ဟုတ်ပြီဗျဒီတော့ကျွန်တော်တို့ဒီလက်ရှိပုံတော့ဒီအာနာရှင်တွေဟာကျွန်တော်တို့ဒီမြန်မာနိုင်ငံက ိုင်းရင်းသားမျိုးနွယ်စုတွေအပေါ်မှာဘလောက်ထိအဲသွေးခွေးခဲ့ကြတယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာဒီတော့ဒီတော့ဒီဒီကျွန်တော်အင်္ဂလိပ်ခေတ်တုန်းက1931မှာဒီပေါ်တော့ကျွန်တော်ចောင်းသားသပိတ်တွေဒီចောင်းသားတွေအခွင့်အရေးလိုချင်တဲ့အတွက်ចောင်းသားပြဆန္ဒပြတယ်ဒီကဒီចောင်းသားသပိတ်ကိုနှိမ်နှင်းခြင်းတဲ့အတွက်နှိမ်နှင်းခြင်းတဲ့အတွက်အင်္ဂလိပ်အစိုးရကမလုပ်လိုက်လဲဆိုတဲ့အခါဥရှေဖီရေးတဲ့မိုလဗီနဲ့ယောဂီဆိုတဲ့စာအုပ်လေးကို ထုတ်ဝင်ပေးလိုက်တယ်ပေါ့နော်အစားပိုက်ထားတာဒါမဲ့နောက်ပိုင်းကျတော့ထုတ်ဝင်ပေးလိုက်တယ်ဒီလိုထုတ်ဝင်ပေးလိုက်တဲ့အတွက်အဲ့ဒီချိန်မှာဒီပြည်သူလူထုရဲ့အားလုံးကမော်လဗင်နဲ့ယိုဂီဆိုတဲ့စာအုပ်ကိုဖတ်ပြီးတော့ကလာဘမအဓိကရောင်ဖြစ်နေတဲ့အချိန်မှာចောင်းသားတပိတ်ကိုနှိမ်နှင်းလိုက်တာကိုတွေ့ရတယ်ပြဒီလိုចောင်းသားတပိတ်ကိုနှိမ်နှင်းနှိမ်နှင်းလိုက်တဲ့အတွက်ကျွန်တော်ចောင်းသားခေါင်းဆောင်ကိုအောင်ကျော်ကြာဆုံးခဲ့ရတာလေးကိုလည်းကျွန်တော်ဒီသမိုင်းမှတ်တမ်းလေးမှာကျွန်တော်တွေ့မြင်ရမှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီကျွန်တော်တို့ဒီကနေ့ပြောချင်တာဘာလဲဆိုတော့ကျွန်တော်တို့ဒီအာနာရှင်မှန်သမျှဟာ ကျွန်တော်တို့တွေကိုအုပ်ချုပ်ကျွန်တော်တို့တွေကိုဒီငြိမ်မှုပြပြဆိုအုပ်ချုပ်နိုင်ဖို့အတွက်လူမျိုးရေးဘာသာရေးအဓိကရောဖြစ်အောင် အမျိုးမျိုးလှုပ်ဆောင်ခဲ့တာကိုလည်းကျွန်တော်တွေ့မြင်ရမှာဖြစ်ပါတယ်ဒီတော့ဒီကျွန်တော်အင်္ဂလိပ်ခေတ်ကာလဆိုလည်းမဟုတ်ပါဘူးဒီကျွန်တော်တို့ဒီဒီလက်ရှိနေပြီးတော့ဒီစစ်အာဏာရှင်ဒီကျွန်တော်တို့မြန်မာနိုင်ငံကိုအုပ်ချုပ်ခဲ့တဲ့စစ်အာဏာရှင်အဆက်ဆက်စစ်အာဏာရှင်အဆက်ဆက်ဟာလည်းဒီတိုင်းပဲလှုပ်ဆောင်နေကြတာကိုကျွန်တော်တို့ကျွန်တော်တို့တွေ့မြင်နေရမှာဖြစ်တွေ့မြင်ရပြီးဖြစ်ပါလိမ့်မယ် အဲ့တော့ဒီကျွန်တော်တို့အားလုံးဟာဒီကနေ့ဒီဘောနော်ဒီရခိုင်ပြည်တွင်းမှာနေမီတန်နေထိုင်နေကြတဲ့ဒီမွတ်စလင်တွေနဲ့ရခိုင်နဲ့ကိုလည်းပဲဒီရခိုင်နိုင်ငံရဲ့သမမိုက်ဆာဝါဒီပေါ့ဗျနိုင်ငံရဲ့သမအမိခံပေါ့အမိခံမိုက်ဆာဝါဒီနိုင်ငံရဲ့သမတချို့ကလည်းဒီရခိုင်နဲ့မွတ်စလင်ရန်တိုက်ပစ်တာတွေရခိုင်နဲ့ဗမာရန်တိုက်ပစ်တာတွေအမြဲတမ်းပေါ့နော်လှုပ်ဆောင်နေတာကိုလည်းကျွန်တော်အနေနဲ့ဒါတွေ့မြင်တွေ့မြင်လိုက်တွေ့မြင်ခဲ့ရပါတယ် ဒီတော့ကျွန်တော်အနေနဲ့ဒီနေ့တင်ပြချင်တာကတော့ဒီကျွန်တော်တို့ဒီရခိုင်နဲ့မူဆလင်လို့ပြောတဲ့ခါမှာမူဆလင်နဲ့အားလုံးဒီရခိုင်နဲ့အတူတူအာဒုက္ခခံရတုံးကလည်းအတူတူကျွန်တော်တို့ဒီနောက်ပိုင်းဒီကျွန်တော်လွတ်လပ်ရေးအရသာကိုခံစားကြရတဲ့ခါမှာလည်းအတူတူတနည်းအားဖြင့်ပြောမယ်ဆိုလို့ရှိရင်ရှမ်းသာလည်းအတူတူဆင်းရဲလည်းအတူတူရှင်တွဲနေထိုင်လာကြတာကိုကျွန်တော်တို့ဒီရှင်တွဲနေနေထိုင်လာကြတာကိုဒီကနေ့ကျွန်တော်ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာ ဟုတ်ပြဒီတော့ဒီတော့ပေါ့နော်ဒီတော့ဒီမြန်မာနိုင်ငံကြီးလွတ်လပ်ရေးရဖို့အတွက်အာဂျိုမန်တဲ့လှုပ်ဆောင်ခဲ့ကြတဲ့လူတွေထဲမှာမွတ်စလင်တွေလည်းပါပါတယ်ခင်ဗျာဒီတော့ဒီမွတ်စလင်ထဲမှာကျွန်တော်ပြန်ကြည့်ကြရအောင်ဘုံရှောင်းဆန်းနဲ့အတူတူအသက်ပေးပြီးတော့အသေခံသွားတဲ့ဥရဇက်ငါကျွန်တော်တို့လက်ရှိနေပြီးတော့ဒီမြန်မာနိုင်ငံမြန်မာလူမျိုးတစ်မျိုးလုံးကနေပြီးတော့ဒီဥထိုက်ပန်းစင်လေးဇာလေးဇာရတဲ့အာဇာနည်ကိုယ်ဥထဲမှာပါသွားတဲ့ရေဘုတ်ကိုထွက်ဒါတွေအားလည်းအလောက်မွတ်စလင်တွေပါပဲခင်ဗျာဒီတော့ကျွန်တော်ပြောချင်တာက ဒီနေ့မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရဖို့အတွက်အားကြိုးမှန်တဲ့လှုပ်ဆောင်ခဲ့ကြတဲ့လူတွေထဲမှာမူဆလင်နဲ့ပါတယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဒီကနေ့တင်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုဒီကနေ့ဒီကျွန်တော်တို့ဒီလက်ရှိနေပြီးတော့2021ဒီအာနာယူမဲအွန်လိုင်းကနေပြီးတော့မြန်မာနိုင်ငံကိုမြန်မာနိုင်ငံကိုအဲလက်နဲ့ပြပြီးတော့ဗောဗျာလက်နဲ့ပြပြီးအာနာပြပြီးတော့သိမ့်ပိုက်လိုက်တဲ့အချိန်မှလေးပဲဒီမူဆလင်တွေအားလုံးဟာဒီကျွန်တော်တို့နေပြီးတော့ဒီမူဆလင်တွေဟာကျွန်တော်တို့ရဲ့ဒီအမ် ဒီဗမာလူမျိုးတွေရခိုင်လူမျိုးတွေနဲ့အတူတူအဲကျွန်တော်တို့ဒီတက်နိုင်ရဖက်ကိုတက်နိုင်တဲ့ဖက်ကနေပြီးတော့ပူပေါင်းပါဝင်နေတာလို့ကျွန်တော်တွေ့ရပါတယ်ကျွန်တော်တို့ဆိုလို့ရှိရင်ဒါမြောင်းမြောက်ထောင်မှာဒီမွတ်စလင်တွေနဲ့အများဆုံးကျွန်တော်နေထိုင်ခဲ့ရတယ်ဒီမွတ်စလင်တွေဟာဒီကျွန်တော်တို့ဒီနိုင်ငံရဲ့အကျဉ်းသားအဖြစ်ဆက်လက်ရှိနေတာကိုကျွန်တော်တို့မြင်ခဲ့ရပါတယ်ခင်ဗျာဒီတိုင်းမှာဒီမြန်မာနိုင်ငံမှာရှိနေတဲ့ဒီထောင်တွေထဲမှာလည်းပဲဒီမွတ်စလင်လူမျိုးတွေဟာဒီမွတ်စလင်လူမျိုးတွေဟာရှိနေတာကိုကျွန်တော်တွေ့ရပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ဒီကနေ့ပြောချင်တာက ျွန်တော်တို့ဒီမြန်မာနိုင်ငံတွင်းမှာမှီတင်းနေထိုင်နေကြတဲ့မွတ်စလင်တွေဟာကျွန်တော်ဒီစစ်အာဏာရှင်အမြင့်ပြတ်ဖို့အတွက်တိုက်ပွဲဝင်နေကြသလိုစစ်အာဏာရှင်ရဲ့ရက်စက်ရုပ်မာမှုအောက်မှာလည်းပဲဗမာဗမာလူမျိုးရခိုင်လူမျိုးရှင်းလူမျိုးကရင်လူမျိုးကရလူမျိုးဒီစတဲ့တိုင်းရင်းသားတွေနဲ့အတူတူခါစီပြီးအရင်ဆိုင်နေရတာကိုလည်းကျွန်တော်တို့မြင်တွေ့နေရပါတယ်ခင်ဗျဒီတော့ကျွန်တော်တို့အားလုံးဟာနေပြီးတော့ဒီပုံနဲ့ဒီ ဘေဘာသာဘယ်ကိုယ်ကိုယ်ကိုယ်ဘာလူမျိုးပဲဖြစ်ဖြစ်အကျွန်တော်တို့အားလုံးဒီဒီအမိမြန်မာနိုင်ငံတို့ကြီးကိုပြန်လေတိဆောက်ရမှာ တို့လကောင်းဒါမှမဟုတ်အခုလေးဆက်အာနာရှင်အမြင့်ပြည့်ရေးမှာတို့လကောင်းဝိုင်းဝန်းပူပေါင်းလှုပ်ဆောင်ကြရင်းနဲ့ကျွန်တော်တို့ဒီအနာဂတ်မြန်မာနိုင်ငံတို့ကြီးကိုစီးလုံးညီညွတ်စွာပြန်တိဆောက်ကြပါစို့လို့ပြောကြရင်းနှီးကုန်းချက်ပါတယ်ခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ